အစိမ့်ပြင်ရွာနမဲကြလိုက်တာနဲ့တမူထိုးချားနေတယ်လို့တကယ်ထိုးချဆန်းပြတဲ့ပြည့်ရတယ်လေဒီရွာမှာဖြစ်ခဲ့ပိုးပါတယ်ဒီနေရာမှာအစိမ့်ပြင်ရွာရဲ့တရှိနေမှုကိုအရင်ဆုံးပြောပြမယ်အစိမ့်ပြင်ရွာရဲ့အရှိတ်တစ်ချက်မှာတော့မျက်စိတစ်ချုံရှည်တရားတဲ့လေကွင်းပြင်ကြီးရှိတယ်လို့တောင်ဝင်းမှာတော့ရွေမိုးဆောင်300တိလုံးရေမခန့်နဲ့ချောင်းငယ်တစ်ခုရှိတယ်ရွာထဲမှာနေထိုင်ကြတဲ့သူတွေကတော့ချောင်းကနေလေကွင်းနေထိအောင်လို့ရေသွင်းမြောင်းတစ်ခုဖောက်လုပ်ခဲ့ကြတယ် အဲ့ဒီရေသွေးမြောင်းဖောက်လုပ်ခဲ့တဲ့အကျိုးဆက်ဟာနှစ်ခုရရှိခဲ့ပါတယ်။ပထမတစ်ခုကစိုက်ပျိုးမြေထဲမှာ ရေကိုအလွဲတကူသွေးနိုင်ပြီးတော့သိန်းနှံတွေကိုစိုက်ပျိုးဖြစ်တုံခဲ့တယ်။ဒုတိယတစ်ခုကရေသွေးမြောင်းကြောင့်ပဲထိုးခြားဆန်းကျယ်တဲ့ဖြစ်ရပ်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ရေသွေးမြောင်းအစားကိုပြောရမယ်ဆိုရင်တော့ရွာထဲမှာရှိတဲ့ရွာသီးရွာသားပေါင်းလို့မုန်းလွဲ့တဲ့နိုင်ကြိုင်တော့ဒကြီးအင်ကိုတအိတ်တယောက်လာရောက်စုယုံပေးပါ မလာတဲ့အင်ကို ထိုက်တဲ့တဲ့တန်းကြီး ချမှတ်မယ်အားလုံးကြားမယ်လို့ထင်တယ်နောက်ဆုံးချိန်ပြောမယ်မွန်လွဲ့နှစ်နာရီတကြိမ်ကိုတအိမ်တေဟောက်အရောက်လာခဲ့ကြပါရွာလဲကုတ်ကုတ်ပင်ပေါ်မှာရှိတဲ့လော်စပီကာနှလုံးရဲ့အတန်အားတရွာလုံးကိုဖုံးလွှမ်းသွားခဲ့တယ်အစိမ့်မြင့်ရွာမှာကကိစ္စတစ်ခုခုရှိရင်တကြိမ်ဟာအခုလိုပဲလော်စပီကာနဲ့អော်ပြီးတော့စော်တက်တယ်မွန်လွဲ့နှစ်နာရီရောက်တော့တကြိမ်အိမ်ဝိုင်းထဲမှာရွာသားတွေဟိုတစုတီစုနဲ့နေရာယူပြီးလဲဖြစ်နေကြပါတယ်ခဏနေတော့တကြီးကအိမ်မောကဆင်းလာပြီးတော့ ကဲအားလုံးဆုံးပြီလားဆိုရင်ပြောတာရှိတယ်အနှင်းငယ်တော့ပြောအောင်မယ်ဆုံးပြီတကြီးလဲတဲ့သွားလို့အိမ်ဆောင်မကြံခဲ့တဲ့အိမ်တွေကလွဲလို့တင်းတဲ့သူအကုန်လုံးရောက်ပြီအေးလေလဲတဲ့သွားတဲ့အိမ်တွေကိုလည်းပြန်ရောက်တဲ့အခါဒီကပြောလိုက်တာတွေကို ပြန်ပြောပေးလိုက်ကြအခုခေါ်တာကတော့တခြားမဟုတ်ဘူးငါတို့ရွာကလဲရဆိုက်ပြတာကိုအဓိကဒါလုတဲ့ရွာဖြစ်လို့ငိုးကောင်းတဲ့နှစ်တွေဆိုရင်လဲသမားတွေအထိနာကြတာမင်းတို့လည်းသိတယ်ဒါကြောင့်ငါစိတ်ကူးထားတာက ရွာတောင်ဘက်ကချောင်းရင်ကိုစိုက်ပျိုးမြူတွေစီအောင်လို့ရေသွင်းများကိုတိုးခြင်းနဲ့မင်းတို့တဘောကရောဘယ်လိုလဲတကြီးရဲ့စကားဆုံးမှာရွာသားတွေကတယောက်ကတကြီးရေသွင်းမြောင်တူးတာကဟုတ်ပါပြီဒါပေမဲ့ချောင်းနဲ့လေကတခြားစီနော်တူးမယ်ဆိုရင်လေလူဝင်အားလုံးမှာဖြစ်မှာအေးငါကလည်းအဲ့လိုပြောမယ်ဆိုတာကြိုတွေးထားတယ်ဒီရေသွင်းမြောင်တူးရင်ပင်မန်းခက်ခဲမယ်ဆိုတာသိတယ်ဒါပေမဲ့မင်းတို့တွေဒီခါပင်မန်းခက်လိုက်ရင်နောက်နှစ်တွေမိုးရွာတာမရွာတာကို စိတ်ပူစရာမလိုတော့ဘူးမင်းတို့ရဲ့တာသမီမြင်းမြင်းရတဲ့အထိအဲ့ဒီရေသွင်းမြောင်းကအထောက်ကိုပေးလိမ့်မယ်ဒါကြောင့်ငါတို့ရွာရဲ့စီးပွားရေးတိုးတက်ဖို့အတွက်ရေသွင်းမြောင်းတူးကိုတူးရမယ်ဟုတ်တယ်တကြီးဒါဆိုလည်းအားလုံးတူတူလောက်ကြတာပေါ့ဗျာတကြီးပြောတာမှန်တယ်ရွာသားတွေကထောက်ခံတဲ့သူတွေကလက်သေးလက်မောင်တန်းကထားပြောကြပါမယ်လဲရမလုတဲ့လူတွေကတော့တိတ်ပြီးတော့သဘောမကျဘူးကဲဒါဆိုလည်းမနေ့ဖြန်ကစပြီးတော့ရေသွင်းမြောင်းတူးကိုလုပ်ငန်းစမယ်တဲ့အိမ်ကိုတရားမဖြစ်မနေလောအားပေးရမယ် တယောက်ထက်ပိုလာခြင်းနဲ့မောင်မထောက်ဘူးအေးတယောက်မှမလာလို့ကတော့ငါအကြောင်းသိမယ်နားလေလားနားလေပါတယ်တကြီးရဲရွာကျိုးတော့ပဲလုံးရမှာပေါ့ဗျာအေးနားလေမနဲ့ပြန်ခေါနနိုင်ထူတာနဲ့လုပ်ငန်းစမယ်ကိုယ့်အိမ်မှာရှိတဲ့ပေါက်တူးပေါက်ပြားပေါက်ချုံအကုန်လုံးယူလာခဲ့အခုတော့လုံးလို့မကြည်နေတဲ့သူရှိရင်အခုတည်းကထပြောငါနောက်ွယ်မှာပြောလို့ငါပြန်ကြရင်တော့မောင်ထိန်အဆိုးမဆုံနဲ့တော့တကြီးကပြပြတတာပြောပြီးတော့အိမ်မကိုပြန်တက်သွားတော့မှရွာသားတဲ့ကိုယ့်အိမ်ကို ကိုပြန်လာရတယ်။တကြီးမုံထိန်ဆိုတာအစိမ့်မြွာရဲ့တတိယမြောက်တကြီးဖြစ်ပါတယ်။တကြီးရဲ့အဖိုးကအစိမ့်မြွာကိုစတင်ခဲ့သူဖြစ်တဲ့အတွက်သားစဉ်မေဇက်တကြီးရာတို့ကိုစက္ကန့်ကြတာထုံတန်တလေးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။တကြီးမုံထိန်ဆိုတာကလည်းခေတ္တမဟုတ်ဘူး။လူပြိုးဘွားတော်ကရွာထဲကိုဓမြဝင်တိုက်တဲ့ဓမြဘော်ကိုသူ့ရဲ့လက်ဆွဲတော်ငှက်ကြီးတောင်တာနဲ့ဇက်ပြတ်အောင်ခုတ်ခဲ့တဲ့ရာဇဝင်ကလည်းရှိတယ်။ဒါကြောင့်တကြီးမုံထိန်ဆိုရင်တရွာလုံးကချိတ်ကြောက်ရိုသေကြတယ်။အခုလည်း ရေသွင်းမြောင်းဖောက်မဲ့ကိစ္စကိုတိမ်တယောက်မလာမနေရစော်အိုးထားတဲ့အတွက်မဖြစ်မနေလာရမှာရေသွင်းမြောင်းဖောက်လုံးမဲ့နေရကိုတွားကြည့်တူကကြည့်နေအစိမ့်မြင့်တွေကတော့မနက်မိုးလင်းတဲ့ခါမှာတော့တက်ကြွနေကြတယ်လင်းကျက်တုံတန်ကြားပြီးတဲ့ချိန်ကစားလို့အစိမ့်မြင့်ရွာလေးဟာလှုပ်လှုပ်ရှားရှားဖြစ်လာတယ်မနက်ကိုရိုနာရောက်တော့ပစိုးခထောင်းကျပြီးလက်ထဲမှာပေါတုကန်ကလမ်းလျှောက်လာတဲ့တကြီးမောင်ထင်းကိုရွာသူရွာသားအားလုံးပဲတွေ့လိုက်ရတယ်မြင်မြန်လောက်ကြဟဲ့တကြီးတောင်ဆင်းလာပြီ ထမင်းထုတ်တွေပစ္စည်းတွေစုံမစုံစစ်ကြအောင်ဘိုးညက်တို့ဆန်းဝင်းတို့ကိုလည်းလှမ်းခေါ်ရွာသူရွာသားအားလုံးလည်းယူရမယ့်ပစ္စည်းတွေကိုယူပေးတာနဲ့တကြီးမောင်ထိန်ရှိရာကိုထွက်လာခဲ့ကြတယ်။တကြီးလူဆုံကြီးပြတချို့အိမ်တွေကတော့တအိမ်လုံးလုံအားပေးမယ်ဆိုပြီးလိုက်လာတယ်။အေးကောင်းတယ်။ငါလည်းတကြီးဆိုပေမဲ့မင်းတို့နဲ့တူတူလုံမှာပဲ။မောင်ထိန်ကအသက်ကြီးပေမဲ့မပြတ်စည်သေးဘူးကွာ။ဒါနဲ့တကြီးရေသွင်းမြောင်းကိုဘယ်နာကနေစပြီးတော့ဖောက်မှလဲ။လူနေအိမ်တွေကိုမထိအောင်လို့ရွာပင်ကလည်းပတ်ပြီးတော့ဖောက်မယ်။ ရေသွင်းမြောက်နှက်က6ပေလောက်ထားမယ်။အကျဲက10ပေလောက်ထားမယ်။ဒါမှရေမြမြခွင့်မှာနေမမြင့်ခင်လုပ်ငန်းဆက်ရအောင်။တကြီးကသူ့ရဲ့လက်ဆွဲတော်ပေါပြနဲ့ချောင်းယိုးဘေးကမျိုးကိုစပောက်ကရေသွင်းမြောက်ကိုစဖွင့်နေ။လှုပ်ထားကြနော်။နောင်နဲ့မိုးရေကိုစောင့်စရာမလိုတော့ဘူး။အစိမ့်မြင့်ရွာသားတွေရဲ့စူးစမ်းမှုကိုပြကြမယ်။ရွာသူရွာသားတွေရဲ့တက်ညီလက်ညီစူးစမ်းမှုကြောင့်ပဲ10ရက်လောက်ကြာမှတော့ရေသွင်းမြောက်ဟာရုံလုံးပေါ်လာခဲ့တယ်။ရွာတွေကပတ်စံရှိတဲ့အိမ်တွေကလည်းလုံအားပေးတွေ လှုပ်တဲ့လူတွေအတွက်ကောင်းချင်းပေါင်းလက်ဖိတ်တွေကိုအားပြည့်ပြီးတော့လှူဒန်းကျွေးခဲ့တယ်။ရေသမြောင်ဖောက်ပြီးတော့ဆရဲကျော်တဲ့ချိန်မှာတော့တကြီးရှိလားတကြီးညာကြီးမင်းကြီးအိမ်ရောက်ကနေအော်ခေါ်တဲ့တန်ကြောင့်ဟေးဘာလို့လဲကွာဒီရောမှနေတဲ့သူတွေပဲအိမ်ရောက်ခဏဆင်းလာပါဦးတကြီးလေရွာထဲကလူတွေခေါ်တာဆိုပြီးတော့ရေနံစီမင်းရင်ကိုခိုင်ကအိမ်ရောက်ကိုဆင်းလာတယ်အိမ်ရောက်ကိုရောက်တဲ့ခါမှာတော့မင်းတို့ကဒီရောမှလဲတခါမှမမြင်ဘူးပါလား ဘယ်နှမ်းမှနေတာလဲတကြီးစကားကြောင့်ရောင်းတစောင်းထုံထားပြီးတော့ခြေချမ်းပစုပ်ကွက်ဝတ်ထားတဲ့သူဟာကျုပ်တို့ကချောင်းရိုးဘေးမှာရှိနေတာစကားကိုဘူးဆက်ဆက်ပြန်ပြောတဲ့သူကြောင့်တကြီးစိတ်နေနဲ့တိုးသွားတယ်ဟဲ့ကောင်မင်းတို့ကိုလည်းငါမသိဘူးငါရွာထဲမှာနေလာတဲ့သူတဆိုရင်တော့မွေးကစားကလေးတော်မှငါသိတယ်စကားပြောတာဘူးဆက်ဆက်နဲ့မင်းတို့ဘာကိစ္စနဲ့လာတာလဲအေးငါတို့ကလည်းပွန့်ပွန့်နေလဲပြောမယ်ဆိုမင်းတို့ရေသွေးမြောင်မဟုတ်တာကိုရက်တက်ကရက်ပါမရက်ရင်ငါတို့အဆုံမဆုံနဲ့ အောင်မှာမင်းတို့ကများရရဆဆငါ့ကိုအမိတ်လာပေးနေတယ်ငါ့ဘာသာရက်ချင်ရက်မယ်လောက်ချင်လုံးမယ်မင်းတို့နဲ့ပါဆိုင်လေငါတို့တတိပေးပြီးပြီထက်လို့ရင်တော့မင်းတို့အကြောင်းနဲ့မင်းတို့ပဲရောင်တစောင်းနဲ့လူဟာလေးတမ်းမမနဲ့ပြောပြီးခြာကနေလှဲထွက်သွားတဲ့ချိန်သူ့နှောင်းမှာပါတဲ့လူတွေကလည်းတကြီးကိုစားမတက်ဝါမတက်စိုက်ကြည့်ကပြန်လှဲသွားကြတယ်တကြီးလည်းရင်းနှင်းစီမင်းကိုခိုင်းပြီးတော့အိမ်မောကိုပြန်တက်ဖို့လုပ်မှာပဲကိုထိတ်ရှင်တယောက်တည်းအိမ်အောင်မှာမလုပ်နေရလဲ အိမ်ပေါဝါကနေနှမ်းမိလိုက်တဲ့မိုင်းမဖြစ်တဲ့စကားကြောင့်တကြီးကရေနံစီမင်းကိုပင့်ပြီးတော့ခုနကဘသူတွေမှမသိပါဘူးဟာငါနာမည်ခေါ်လို့လာဆင်းကြည့်တာရှင်းကိုဘသူကခေါ်လို့လဲကျုပ်လည်းမကြမ်းမိဘူးရှင်ရေနံစီမင်းကိုခိုင်းပြီးဆင်းသွားလို့ကျုပ်ကြည့်နေတာအိမ်ရောက်ရောက်တော့ရှင်တယောက်တည်းစကားတွေပြောနေတာဟာငါတယောက်တည်းမဟုတ်ပါဘူးကွာရောင်းတစောင်းတဲ့လူတွေမင်းမတွေ့ဘူးလားသူတို့စစတော့ကျုပ်ဖြင့်ဘာမှကိုမတွေ့တာရှင်အလုပ်ပင်မဲ့ပြီးတော့တဲချင်မကောင်းတာနေမယ်အိမ်မော်ကိုပြန်တက်ခဲ့တော့ မိမဖြစ်တဲ့စကားကြောင့်သကြီးတဲ့ဇေဝေစွာဖြစ်သွားပြီးတော့အိမ်မော်ကိုပြန်တက်လာတယ်။နောက်နေ့ရောက်တော့လောလတ်ဆာရေသွေးမြောင်းကိုဆက်တူတယ်။နေ့လည်ရောက်တော့သကြီးသကြီးဒီမှာလာကြည့်ပါဦးမြ။အရှိပမမြောင်းတုတ်နေတဲ့အုပ်စုဟာလှမ်းခေါ်တဲ့တန်းကြောင့်ပေါက်လက်ဆာပေါက်တူကိုချလို့ညို့ဘာဖြစ်တာလဲကွာ။ဒီမှာလာကြည့်ဦးသကြီးအရှိမတောင်ပေါ်တလုံးခံနေတယ်ဘယ်လိုလုပ်ရမလဲ။သကြီးလည်းတေချနေတဲ့ပစုပ်ကိုတေချပြန်ဝတ်တယ်။ပြီးတော့ညို့ရှိရဘက်ကိုထွက်လာတယ်။ဟာ ချတောင်မှုပဲကွာဖြိုချလိုက် ဖြစ်ပါမလားတကြီးဒီလိုတောင်မှုတွေမှာအဆောင်လျှောက်တည်းရှိတယ်ပြောတယ်ကျွန်တော်တော့မဖြိုရဲဘူးဗျဟဲ့ကောင်ငညော့ချတောင်မှုမှာချတယ်ပဲနေမှာပေါ့ကွာအရေးတယ်သွေးလာကြောင်းနေပြန်ပြီဒီတောင်မှုကိုမဖြိုရင်ရေလမ်းကြောင်းပိတ်မှာဖြိုမှရမှာအဆောလေဗျာတကြီးအရင်ဖြိုကျန်တဲ့နေရာတွေကိုကျွန်တော်ဆက်တူမယ်တကြီးလဲငညွတ်လက်ထဲကပေါ့တူးကိုယူပါလူကြီးရင်ဘလောက်ရှိတဲ့ချတောင်မှုကြီးကိုဖြိုချလိုက်ပါတယ်ကဲရပြီမလားကျွန်တော်ဆက်လို့တော့ဒီနေ့တော့တာယိုးတိရေဖောက်ကြအေး နောက်၄ရက်ဆိုရင်တော့ရေသွင်းလို့ရပြီ အားတင်းထားကြကွာတကြီးကရွာသားလေးကိုအားပေးနေအနောက်ကိုပြန်လာခဲ့တယ်။ညရောက်တော့နေလေကပေးမန်းထားတာကြောင့်ဆော့ဆော့အိပ်ရဝင်ခဲ့တယ်။အိပ်ပျော်နေတော့ရှိသေးတယ်။ကိုထိန်ထအောင်မိမဖြစ်သူလှုံလို့တာကြောင့်တကြီးတယောက်နိုးလာတယ်။ဘာဖြစ်လို့လဲ။ရှင်ကားတော့အိမ်ပေါ်ကျနေတာမသိမလဲတော့ခုနကအိမ်ပပတ်လဲမှာတောက်ခေါက်တန်တွေဆဲဆုတန်တွေကျနေရတယ်။မင်းစိတ်ထဲမှာစွန့်လို့နေမှာပါကွာဘာမှမကြပါဘူး။ တကြီးစကားတန်ဆုံးပါတွေးကြသေးတာပေါ့ကွာငါတို့တားတဲ့ကြားကလုတ်တယ်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်တကြီးကအတန်ကြားတာနဲ့အိန္ဒိယမှာထိုးထားတဲ့ငှက်ကြီးတောင်ဓာတ်ကိုရင်လို့နေရာကိုဆင်းကဘဲကောင်းတွေလဲကွာဟမ်ငါရွာကောင်းကျိုးတော့ငါလုတ်တာဘဲကောင်းကိုခရူးဆိုင်ရမှာလဲတတိရှိရင်ကိုထိန်ပြဆန်းအတန်နဲ့လာမချောင်းနေနဲ့ငါထိန်နေကွာကြောက်သွေးပါရင်ဖောက်ထုတ်ပြမယ်မင်းတို့ရခိုင်နဲ့ရေသွေးများကိုပြောင်းကိုဖောက်မှာအလကအနောက်ရက်ကောင်းနေတကြီးလဲပဲပဲနဲ့ပြောပြီးတော့ ိမ်ပေါ်ကိုပြန်တက်လာတယ်။နှုံးနေမနဲ့ရောက်တော့ငညို့မင်းမျက်နှာလည်းမကောင်းပါလား။ဘာဖြစ်လို့လဲ။ညကကြုတ်တမီးလေးလေးရုတ်တရက်ဖြားလို့ဒီမနက်အထိမတက်တာဘူးဗျ။ဟေးဒါဆိုမင်းဒီနေ့နားလေ။ဒါကြောင့်မင်းမမကိုလည်းမတွေ့တာကိုခလေးမတက်တာရင်ငါကိုလာပြော။ဟုတ်ကဲ့တကြီး။ဒါဆိုကျွန်တော်အိမ်ကိုခဏပြန်အောင်မယ်။တကြီးလည်းပေါတိုးကိုပခုံးပေါ်ထမ်းပြီးပြန်သွားတဲ့ငညုံကိုကြည့်လို့တပင်းတစ်ချက်ကိုချတယ်။ကဲအားထဲကြနော်။ရေသွင်းမြောင်းကပြီးတော့မယ်။မြင်မြန်လေးလောက်ကြ။ လုတ်ထဲမှာစိတ်နေထတာမို့လို့အချိန်ဘယ်လောက်ကြာမယ်မသိဘူး။တကြည်တကြည်။ငညုံသမီးတက်လို့တဲ့။တတိလက်သွားတယ်။အေးအေးငါလိုက်လာမယ်။ကျန်တဲ့သူတွေဆက်ပြီးတော့လှုပ်ထားကြ။တကြည်လက်ကျန်နေတဲ့လူအပြည့်ဖွဲ့ကိုလမ်းအောင်ပြီးတော့ငညုံအိမ်ကိုလိုက်သွားတယ်။ငညုံအိမ်ကိုရောက်တော့တတိလက်တွေကလေးမလေးဟာရုတ်တရက်တတိပြန်လည်လာပြီးတော့ဟာငါတို့နေရာကိုဖျက်ဆီးတဲ့ကောင်။နင်းကိုဘာမှလုံးမရလို့ဒီကလေးမလေးကိုပြူစားထားတာ။နင်းရောဒေတီရောလုံးရောတေဖို့တာပြင်တာ။သမီးသမီး တကြီးကိုဘယ်လိုပြောနေရလဲတိတ်ကလေးမလေးကခရောင်ခန်းနေပြောနေပြန်ပြီအားနာလိုက်တာတကြီးဟာငညွန့်အခုပြောနေတာမင်းရဲ့သမီးမဟုတ်ဘူးမင်းအတားနဲ့ငါကြည့်ပြောမယ်တကြီးကငညွန့်ကိုကလေးမလေးနာကနေဖယ်ခန်းလိုက်တယ်အခုပြောနေတာဘာတူလဲဒီကိစ္စကငါလောက်တာငါနဲ့ပဲဆိုင်တယ်ကလေးမလေးကိုဘာမှမလုပ်နဲ့အခုမှမရတော့ဘူးနင်တို့တရောလောက်ဒုက္ခရောက်တော့မယ်အခုနေမိမ့်မှဘာဖြစ်နေလဲသွားကြည့်အောင်ဝင်ဖို့နေတဲ့သူရဲ့စကားကြောင့်တကြီးမျက်နှာပြတ်သွားတယ် မညုံငါအိမ်ကိုသွားကြည့်စမ်းမညုံလဲအိမ်ပေါ်ကဆင်းမလို့ပကြီးပကြီးမိမအိမ်တိုင်းနဲ့ခေါင်းနဲ့စောင့်နေတာတားလို့လည်းမရဘူးနှစ်ဖူးတည်းလည်းကွဲနေပြီနောက်ပြီးတော့ရွာထဲမှာကြံခဲ့တဲ့သူတော်များများလည်းပယောကတွေဝင်ပိုးနေကြတယ်ကျွန်တော်လည်းဘာလို့ရမယ်မသိတာနဲ့တကြီးစီကိုပြေးလာတာတကြီးလည်းထိုင်ရကနေထားရမလို့ထိုင်ရမလို့ဖြစ်နေတယ်ဝင်ပိုးတဲ့သူတွေအကုန်လုံးကိုမြေကိုလာတစ်ခုကိုခေါ်ခဲ့ဆိုတဲ့အတန်ကြားတော့ကြည့်လိုက်တော့ပိတ်ပြူစင်ကြဝစ်ပြီးပဒီကိုလက်မှပတ်ထားတဲ့လူငယ်တယောက်ကိုတွေ့ရတယ်သူ့နောက်မှာတော့ ယောဂီရောင်လွယ်အိတ်ကိုလွှဲထားတဲ့လူငယ်တယောက်တကြီးလဲဘယ်ကနေရောက်လာမှမသိတဲ့လူငယ်စကားကိုကြားတော့ဝင်ပူးနေတဲ့သူတွေအကုန်လုံးကိုဦးဖြိုးညွန့်တို့အိမ်ထဲမှာတလင်းပြင်ရှိတယ်အဲ့ဒီတလင်းပြင်တွေကိုခေါ်ခဲ့ရေသွေးမြောင်းတူးတဲ့လူတွေကိုလည်းပြန်ခေါ်ခဲ့ဆိုပြီးအမိန်ပေးတယ်တကြီးစကားတန်ဆုံးမှာတော့ပိတ်ပြွေလူငယ်ဟာခေါ်လာမဲ့သူတွေကိုထားမဲ့နေရာကိုပြပေးပါလာကြလာကြတိတ်မဝဲဘူးတကြီးလဲလူငယ်တစ်ယောက်ရှိကနေခတ်တုတ်ထွက်တော်တာကိုမြင်တော့လူငယ်တစ်ယောက်လည်းနောက်ကနေလိုက်လာတယ်ဒီနေရာကအခြေဆုံးပဲအဆင်ပြေလားဒီလောက်ဆိုရင်တော့ ကဲရပြီတက်ခိုင်းဒီကွေးမြေပပက်လေကိုစိတ်တက်ထားလိုက်အဝင်ဝါနေရကိုထွက်ထားပြီးအားလုံးအထက်ရောက်တော့မှအဝင်ကိုပိတ်လိုက်လွယ်အိတ်လွယ်ထားတဲ့တက်ခိုင်းဆိုတဲ့လူငယ်ဟာတလင်းပြနေရကိုလက်ညှိုးထိုက်နဲ့စီးဝိုင်းလိုက်တယ်တကြီးအခုခေါ်လာတဲ့လူတွေကိုလွတ်ထားတဲ့နေရာကနေအထက်ကိုသွင်းပေးပါကျုပ်ထက်လောက်ပေးမယ်နောက်ပါထက်လောက်ကမလဲရေတန်းတန်တပလာယူခဲ့ပြီးနောက်ပြီးတော့ဆန်အနေငယ်နဲ့ဆန်နေငယ်ကိုယူခဲ့ပြီးပါဘသူစကားမှနားမထောင်ခဲ့တဲ့တကြီး ိတ်ဖြစ်ဝေလုံငယ်စကားကိုဒီတိုင်းလုပ်ပေးတာမြင်တော့ဘေးကကြည့်တဲ့သူတွေအားလုံးလည်းအံ့အားသင့်သွားတယ်။တကြီးခရောင်ကရန်ဖြစ်တဲ့သူတွေပါလာပြီ။အားလုံးစီးတဲ့ကိုထည့်ထားလိုက်။မလိုအပ်တဲ့သူတွေစီးတဲ့ကိုမဝင်စေနဲ့။ရွာသားတွေလည်းတန်ကန်ကိုတီဖြစ်တဲ့သူတွေကိုစီးတဲ့ကိုထည့်ပြီးတဲ့ချိန်တခါရစီးထိတ်ကိုပိတ်ချလိုက်တယ်။အားလုံးကိုစစ်ကြည့်တဲ့အခါမှာတော့ခလေးလူကြီးပေါင်း၉ယောက်တတိရှိတယ်။ပိတ်ဖြစ်ဝေလုံငယ်ဟာစီဝိုင်းထဲမှာရှိတဲ့လူတွေကိုကြည့်ပြီးတော့အားလုံးဒေါသတွေမမာနာတွေကိုရှော့ထားကြပါ တစ်ဖက်နဲ့တစ်ဖက်နှင်းညင်နေနိုင်လို့ရင်ဘယ်ကိစ္စမဆိုအဆင်ပြေမဲ့လို့ယုံကြည်တယ်။အခုစီဝိုင်းထဲမှာရှိတဲ့သူတွေဘာများပြောကြလဲ။ပိတ်ဖြို့ဝတဲ့လူငယ်လေးရဲ့စကားကြောင့်စီဝိုင်းထဲရောက်နေလို့တရားအထက်မှာတယောက်က မြေကြီးပေါ်လူလိမ့်ပြီးတော့ငါတို့နေရာကိုဖျက်ဆီးတယ်။ငါတို့အမျိုးနွယ်တွေနေရာမရှိတော့ဘူး။ဒါကြောင့်သူတို့ကိုပြန်ပြုစားတာ။ငါတို့အကောင်လုံးစိတ်ဆုံးနေကြတယ်။ကြည်နဲ့အောင်မလုပ်ဘဲနဲ့တရားလုံးကိုတတ်မယ်။တင်တို့အမျိုးနွယ်ကနာမည်ဘယ်လိုခေါ်လဲ။ငါတို့ကနတ်နဂါမျိုးနွယ်တွေပဲ ဘသူ့ကိုမှဒုက္ခမပေးဘဲနဲ့ဒီနေရာမှာနေလာခဲ့တာကြာပြီအခုငါတို့မှနေစရာမရှိတော့ဘူးကောင်းပြီလေဒါဆိုသင်တို့တွေနေစရာရအောင်လို့ဒီလူတွေကိုလူကောင်းပကတိဖြစ်အောင်ပြန်လုပ်ပေးလို့ရမလားငါတို့နေရာပြန်ရရင်တော့ဘသူ့မှမတိခိုက်စရာဘူးဒါပေမဲ့ဒီရွာအကြီးကဲကိုမကျင်းတဲ့ဘူးသူ့ကိုဆုံးမရမယ်စိတ်လျှော့ကြပါဒေါသမောဟတရားတွေနဲ့တန်တရားကိုမဆက်ချင်နဲ့ကျုပ်လက်ရွာလူကြီးကိုဖြောင်းပြပေးမယ်ကဲတကြီးသူတို့ကိုပြန်တောင်းမလိုက်ပါနောက်ပြီးတော့တကြီးရဲ့အမိန့်နဲ့ နေစရာတစ်ခုပြန်ပေးလိုက်ပါတစ်ဖက်နဲ့တစ်ဖက်မေတ္တာရှိထားပြီးဆောင်ရရင်တော့အရာရာအောင်မြင်ပါလိမ့်မယ်ဖက်ပြွေလူငယ်ရဲ့စကားကိုကြားတော့တကြီးကကဲအဆောင်အရှောက်တွေအားလုံးကိုကျုပ်မောင်းထိန်တောင်းပန်တယ်ကျုပ်ရဲ့အတ္တမာနတွေကြောင့်မဖြစ်တဲ့တာဖြစ်ခဲ့ရပြီးဒေယူသိမ်းမြောင်းကြီးကိုလှုပ်တယ်ဆိုတာကလည်းရွာသူရွာသားတွေအကျုပ်အတွက်လှုပ်တာပါဒီလုပ်ငန်းကြောင့်တင်တို့ရဲ့နေရာပျက်စီးခဲ့တဲ့အတွက်ရေသိမ်းမြောင်းပြတာနဲ့ဒေမြောင်းတစ်ချောင်းတင်တို့ရဲ့နေရာမှာအပိုင်စားပေးပါမယ်နောက်ပြီးတော့နှစ်စဉ်တစ်တိုင်းတင်တို့ကိုပူဇော်ပေါ်သားမှုတွေလုပ်ပေးပါမယ် တဲ့တို့တွေကျင်းနေကြပါတော့တကြီးစကားဆုံးမှာဝယ်ဖို့တဲ့သူတွေအကုန်လုံးမြေကြီးပေါ်မှာလှူလင်ကုန်တယ်ဝိဖြူစင်ကြဝတ်တဲ့လူဟာမြေကြီးပေါ်မှာလှူလင်တဲ့သူတွေကိုကြည့်ပြီးတော့သူတို့ကိုရင်းနဲ့ဖြန့်ပေးပါသူတို့သဘောတူတဲ့အတွက်ကြုံနေကြတာပါရွာသားတွေလည်းနေစရာအိမ်တွေမှာရှိတဲ့ရေတွေခတ်ပြီးတော့စီတဲ့ကရှိတဲ့လူတွေကိုရေလောင်းချပေးတယ်အတန်ကြတော့စီဝိုင်းထဲမှာဝယ်ဖို့တဲ့သူတွေဟာအယုတ်ကျိုးပြတ်တယ်လို့ပြစ်လဲကြသွားတယ်ပိတ်ဖြူဝိလူငယ်လည်းစီဝိုင်းထဲမှာလဲကျနေတဲ့ရွာသူရွာသားတွေကိုချက်ချင်းမထုတ်ခိုင်းသေးပါနဲ့ ခြေမှန်းဆံမှန်းနှနှဲမနေနဲ့ပတ်ဖြန်းပေးပြီးတော့မှစီဝိုင်းအပြစ်ဘက်ကိုထုတ်စေခဲ့တယ်။တန်တဲ့ခြေမှန်းဆံမှန်းနှနှဲမနေကိုတော့တကြီးစီမှာအပ်တယ်။ကဲမြင်အပ်မမြင်အပ်တဲ့ပုံကိုယ်တွေဆိုတာမယုံလို့လည်းမရဘူး။ဒါကြောင့်သူတို့ကမထီမမြင်မလုပ်ပါနဲ့။ကျွတ်တို့ကဒီတစ်ချိန်မှာခြေသက်ရှိလို့ရောက်လာတာဆိုပေမဲ့နောက်တစ်ချိန်ထက်ရောက်ဖို့ကမလွယ်ဘူး။ဒါကြောင့်ဂရီကိုတီးပါ။သူတို့ကိုနေရာပေးပါ။တနည်းကိုတစ်ချိန်နွားနှုတ်ပေါပေါဆွတ်တွေနဲ့ပူဆော်ပေးပါ။ဒီဟာကိုသူတို့ကဆောင်းလျှောက်ပါလိမ့်မယ်လို့ပြောပြီးတော့ရွာပင်ကိုပြတ်ထွက်တယ် အချိန်မှာတကြီးကလူငယ်ပေမဲ့ပညာကြီးမားလိုက်တာစုံဝင်ရရင်နောက်တစ်ချိန်စုံရင်ပါသေးတယ်သူ့ရဲ့အတ္တတွေကိုလည်းတတ်နိုင်သလောက်ရှော့ချပါမယ်တကြီးစကားဆုံးမှာတော့နောက်ကြောပပီထွက်သွားတဲ့လူငယ်နှစ်ယောက်စီကနေတာတို့သုံးချိန်ခေါ်တဲ့